ခြေရတဲ့ပိတ်သက်များအားလုံးမင်္ဂလာပါရှင်။နေရီယိုဘုတ် channel ကနေမြေဒိစကြိုဆိုလိုက်ပါရယ်။ဒီနေ့မှာတော့စာရေးသူဧကန်မင်းရေးသားထားတဲ့ရွှေနသာဆန်အိမ်မှတရဲမောင်နှမဆိုတဲ့ဇလန်းလေးရဲ့အစာဆုံးကိုတင်ဆက်လုပ်ပေးသွားမှာပဲဖြစ်ပါရယ်ရှင်။ဇလန်းလေးမစတင်ခင်ကျမရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါရယ်ရှင်။ရန်ကုန်မြို့မှာနေပြီးမိုင်90ခန့်နီးပါးဝေးကွာတဲ့ဘုံမြို့ဆောင်မှာ ပြည်နေရာပတ်လည်ကမ်းရှိတဲ့ခြံကြီးရဲ့တွင်မှာတော့ညတရာဝင်းကျင်တတန်းရှိတဲ့ချေအောင်အညီတလုံးရှိတယ်။အင်ကြီးကိုတော့ပြည်နတာဆိုင်အင်းလို့အမည်ပေးထားကြလေတယ်။ဆိုင်းဘုတ်ကလည်းဆွေးမြင့်နေပြီးစလုံးမပေါ်တော့ပဲပိုင်ရှင်ကရန်ကုန်မှာနေကြလေတယ်။ငွေဆိုင်အင်ကြီးဖြစ်တဲ့အတွက်ပြုပြင်ရောင်းချခြင်းမပြုကြပြီ။လူနေထိုင်ခြင်းမရှိပဲတရဲမောင်နှမကတော့အကျွတ်မလို့ပဲရှိနေကြလေတယ်။သူတရဲမောင်နှမကြောင့်နောက်ထပ်တရဲသုံးကား ထတိုးခရလေတယ်အားလုံးတမအေတဖေတယ်ဝေးချင်းမနမ9ရောက်ပြကြလေတယ်ကျနသာဆိုင်အင်ကြီးမှာရည်စိုးနေကြတဲ့သဲမနမတစုကြောင့်အင်ကြီးကိုစိတ်ဝင်စားမဲ့သူဝေယူပြပြမဲ့သူမရှိချင်းပင်ဖြစ်လေတယ်လွန်ခဲ့သောနှစ်ပေါင်း90ခန်းကဒီအင်ကြီးမှာနောက်ဆုံးမျိုးဆက်ဖြစ်သွားခဲ့လေတယ်ဒီအိမ်မှာမနေကြတော့မြင်းမြများကတော့လက်ရှိအင်ကြီးကိုပိုင်ဆိုင်ထားကြလေတယ်နောက်ဆုံးမျိုးဆက်ဖြစ်နေထိုင်ခဲ့ကြတဲ့ အင်ဂျင်ရှင်ဦးစံပင်ဒေါ်နန်းသူစာတို့ပင်ဖြစ်လေတယ်။ထို့ချင်းသားနှစ်ယောက်နဲ့သမီးတစ်ယောက်ကရန်ကုန်မှာလုပ်ငန်းကိုစီဖြင့်အင်အောင်တည်တည်ကြကအင်းနဲ့ရန်နဲ့အခြေတကျရှိကြလေတယ်။ကျန်နေသာဆိုင်ကြီးမှာဒေါ်နန်းသူစာနဲ့စတုထမြောက်သားငွေစုံသမီးတို့အတူနေထိုင်ကြလေတယ်။သူတို့ရဲ့မောင်နှမနှစ်ယောက်မှာတော့အင်အောင်မရှိခဲ့ကြပြီ။ဟောက်ခင်ကြီးဦးစံပင်ကသားသမီးများအင်အောင်မကြခင်ငါးနှစ်ခန့်အလိုမှာပင် လူကြီးရောကပင်ဆုံးသွားခဲ့လေတယ်။သမီးငယ်ဆုံးလေးအေးသူသာကအောက်ပိုင်းမတန်၍ဝီချဲပေါ်မှာထိုင်နေရသည်ဖြစ်လေ။အကြီးဆုံးသောအောင်ဝင်းအသက်53နှစ်ဒုတိယသားနိုင်လင်းကတော့အသက်49နှစ်တတိယသမီးနန်းသီရီကတော့အသက်49နှစ်ရှိပြီးစောထသားကျော်ထွန်းကအသက်40နှစ်ငယ်ဆုံးသမီးအေးသူသာကအသက်35နှစ်ရှိပြီဖြစ်လေတယ်။ထိုယန္တနာများကမိခင်ကြီးထံမှာ နားပြချင်းနေစီကိုတည်ကြားကြသည့်တွင်သူတို့မကျင်တဲ့ချက်များကိုသိအောင်အသွာလာမလုပ်ချင်းဖြစ်ကြလေတယ်။ထို့ပြင်ရန်ကုန်ရှိမန္တမသုံးယောက်ကဘိုးမမိခင်ကြီးနဲ့အတူနေထိုင်တဲ့မန္တမနှစ်ယောက်ကိုမိခင်ကြီးမရှိတော့သည့်နောက်ပိုင်းအိမ်ထောင်မပြုတ်ပဲဆက်လက်နေထိုင်သွားပါကဖုံဖွေကိုသူတို့ရရန်မလွယ်ကူတော့ဟုထင်ကြလေတယ်။အိမ်လက်ချံမရလျင်ရှိသေးတော့မိခင်လက်ထက်မှာကြံခဲ့တဲ့ရှင်ငွေရတနာရောက်တဲ့ပြတ်များတို့ကိုမန္တမနှစ်ယောက်ရသွားမှာကို လိုလားခဲ့ကြပြီမိခင်ကြီးကိုအားလုံးကကြောက်ကြောက်ရိုသေကြသဖြင့်အမွေကိစ္စကိုဘသူကမှစပြီးစကားမဆခဲ့ကြပြီမိခင်ကြီးရဲ့ရိတ်ချေကိုသာစောင့်ကြည့်နားဆွနေကြလေထိုကဲ့သို့နေလာရင်ဒေါ်နန်းသူစာ83နှစ်ရောက်မှာတော့ရုတ်တရက်တည်ဆုံသွားခဲ့လေတယ်ရန်ကုန်ကမိသားစုကလည်းနိုင်ရည်တို့ရောက်လာကြတယ်ကျင်းဝေရနာကိစ္စမိတို့စီစဉ်ခဲ့တီကိုလည်းသိလုံနေကြလေတယ်မိခင်ကြီးအတူဝမလဲခင် ငါးရက်မြောက်ညမှာတော့တွန်းလဲနဲ့သွာလာနေရတော့အေးသူစားလဲလေကားထိုင်မှတွန်းလဲနဲ့အတူလောက်ကြပြီးတည်ဆုံသွားခဲ့လေတယ်။မိခင်နဲ့ညီမလေးကိုပြုစုဆောင်ရှောက်ခဲ့တဲ့ကြော်ထုံးလဲအသက်ဝရက်လက်ပြီးတဲ့နောက်ပိုင်းအရက်နှစ်တာအချိန်ကုန်ခဲ့လေတယ်။ရန်ကုန်မှာအကိုကြီးကိုလည်းနဲ့အမားတို့ကမကြခဏရောက်လာပြီးမိခင်ကြီးကလက်ဝယ်ရတနာပေးထားခဲ့လားဟုမင်းမြန်စုံစမ်းပြီးအေးအောက်ကြလေတယ်။အကိုတို့ထင်သလို အမေမှရှင်ငွေယတနာတွေတခုမှမရှိတော့ဘူးဗျ။ဘာကွာအမေမျိုးရိုးကတောက်တွင်းသထေးတွေကွာ။ငါတို့အိမ်တော်ကြတော့တစင်စာစီပဲပြစ်လိုက်တာ။အမေယွန်းတတာကနေရာတော်မယွန်းဘူးကွာ။အကောတို့အိမ်တော်ကြတာပဲအနှစ်30နားကိုနီးနေပြီလေ။အဲ့ဒီနောက်ပိုင်းဘသူကထောက်ပံ့ကြလို့လဲ။ထောက်ပံ့ရအောင်ငါတို့ကငါတို့အိမ်တော်တွေရုံးကနေရာတော့လေ။အမေကငါတို့ထောက်ပံ့တာကိုရယူမယ်တဲ့လား။အေး အကိုတို့မထောက်ပံ့တော့တလတလဒုက္ခရောက်ချပြီးစားတော့ရင်နဲ့နှစ်ပေါင်း30နီးပါးကြည့်ပြီလေအဲ့ဒါတွေကအခုကုန်ပြီပေါ့ကျွန်တော်ကလည်းဝင်ဝင်ရှိတာမဟုတ်ဘူးလေဒုက္ခိတညီမကိုလည်းသူ့စုရသေးတယ်ဖြစ်ကမဆိုင်တာတွေမပြောနဲ့သွားကြစမ်းပါဗျာခမားတို့မောင်နှမတို့ရောက်အကိုကောင်းဆန်လုံးလို့အခုလိုစီးပွားပြက်ပြီးအမင်းနဲ့ညီမလေးတေးရတာဖြစ်ကောင်ကြော်တော့ရွှေမရှိဘူးဆိုလဲ ။ရင်ကြီးနဲ့ခြံရှိသေးတယ်ကွာ။ဒါငါတို့လေးယောက်နဲ့ဆိုင်နေလေ။တုံမသေးသေး၍ရင်ကြီးနဲ့ဒီခြံကိုတော့ဘယ်တော့မှမရောက်ဘူးဗျာ။ဟဲ့ကောင်အဖေအမေလက်ငုပ်လက်ရင်းပစ္စည်းသားသမီးအားလုံးပိုင်နေကွာ။မင်းကအင်းအောင်မကြသေးတဲ့အတွက်ဝေစုကိုဘင်းပို့ယူကွာ။ဘာဝေစုနဲ့မှမလုံးလာမပေးကြနဲ့။တုံမသေးသေး၍ဒီရင်ကြီးကိုလာမထီးကြနဲ့နော်။မျက်စောင်းအောင်လာမလို့ကြနဲ့။ခမရတို့ပြန်ကြတော့ဗျာ။ မင်းအဲ့ဒီအရက်တော့ပြီးတင်မဲ့ကောင်းပဲတိပစီဗျာသူ့တင်မအမွေခွဲอยู่ကြကျော်ထွန်းကအကိုကြီးများကိုကြောပေးပြီးအရင်ကောင်းရင်တောက်နေလိုက်တယ်အကိုများကလည်းပြန်သွားပြီးအင်ကြီးမတယောက်တည်းမိုးလင်းမမိုးချုပ်အထိအရက်တော့ရင်သာနေလေတော့တယ်ရောင်းနန်းသူစာတင်ဆုံးပြီးချောင်းလက်ခန့်ချာမှာကျော်ထွန်းတယောက်အရင်မိုးလွန်ပြီးအမဲဆုကတင်ဆုံးသွားလေတော့တယ်ကျော်ထွန်းတင်ဆုံးပြီးဟုတ်ပေါ်နေတော့မှ ရက်ွက်တွေကတိကျလေတော့တယ်။ထိုတိတိအချင်းတည်ဆုံးဒီမှာဆရက်ခန့်ရှိပြီးဟုမူဝင်းဆက်ဝင်များကမှတ်ချက်ပြုကြလေ။အရက်မူးလွန်ရဲ့အမ်ဘက်ဆိုကအသက်ရှူလမ်းကြောင်းပိတ်ပြီးတည်ဆုံးရသည်ဟုလဲဆရာဝန်များကထွက်ဆိုကြလေ။ထို့ကြောင့်ထိုအင်ကြီးဟာရန်ကုန်မှမန္တမသုံးယောက်ကပိုင်ဆိုင်သွားကြလေတော့တယ်။ပြထွန်းတည်ဆုံးပြီဖြစ်ကြောင်းရဲမအကြောင်းကြားသဖြင့်မန္တမသုံးယောက်ရောက်လာကြတယ်။ရက်လက်ဆွန်းတို့ရန်လဲမဖြစ်နိုင်တော့သဖြင့် တလာပြင်းမှသာသပိတ်သူပြီးလားဖက်ဆုံးမှတပြိုင်တည်းလုတ်ပေးမိဟုဆုံးဖြတ်ချက်ချပြီးရန်ကုန်သို့ပြန်လာခဲ့ကြလေတလာမပြည့်ခင်တွင်မောင်နှမသုံးယောက်ဆုံးပြီးအင်ကြီးတို့လာကြလေမိခင်မသေးခင်ယတနာများဖယ်နေရမှာပထားမင်းကြီးဟုဖြစ်နိုင်သည့်နေရာရောင်ကြောင်ကြားပါမကြမ်းရှာဖွေကြလေတော့တယ်ဘလိုပင်ရှာရှာမတွေ့ကြပြီနောက်ပိုင်းတယောက်နဲ့တယောက်အတိမပြေးကြပဲနေချင်းပြန်လာကြပြီးရှာကြလေတယ် ခြံရဲတော့ကိုတော့သုံးရခွဲယူထားကြသည်မို့အိမ်ထဲသို့အလွယ်တကူပင်ဝင်ထိုင်ထွက်နိုင်ကြလေတယ်။ကျူနာသာဆိုင်ကြီးတို့လာရင်ညညနေမျိုးနေဝင်ကြပြီ။ဒါပဲဆုံးလဲမကက်ရသေးပြီ။တပိတ်လည်းမတွေ့ရသေးတဲ့ဖြင့်အိမ်ကြီးမှကြော်ထုံးရဲ့ဝိညာဉ်တောင်းညနေသည်ဟုလည်းကြားကြလေတယ်။သူကြောင့်နေချင်းသာလာဝင်ကြလေတယ်။ဘလိုပင်ရှာရှာယတနာနဲ့တူရာဆိုလို့ဘာတကူမှရှာမရခဲ့ပြီ။မကြခင် လက်ဖက်စွန်သူမီရက်ကိုရောက်ရှိလာခဲ့လေတယ်။စွန်ခက်ရန်ပစ္စည်းစုံလင်ကြိုတင်ဝယ်ချမ်းပြီးတရက်ကြိုလာကြလေတယ်။လက်ဖက်စွန်လဲအောင်မြင်စွာပြီးမြောက်သွားခဲ့ပြီးအလှူများကအင်ကြီးမှတရက်၆တန်ဟူ၍လုံးဝမကြခဲ့ရပေ။စွန်ခက်ပြီးနောက်ပိုင်းကိုယ့်အိမ်ကိုမပြန်ကြသေးပဲတရက်နှစ်ရက်နေထိုင်ပြီးမှရန်ကုန်သို့ပြန်ကြမည်ဟုတိုင်ပင်ထားကြလေတယ်။ထိုရက်အတွင်းမှာပြောင်းဆုံးနေတဲ့ယတနာများကိုခြားချမည်ဖြစ်တယ်။ တို့တို့ဆုံးဖြတ်ထားတဲ့အတိုင်းမိသားစုများအိမ်ပေါ်တက်မှနေစေပြီးမနမတယောင်အယောက်ထက်မှရှားဖွေနေကြလေတယ်။အမောင်တန်းလာတာနဲ့အချိန်လူပြီးရှားဖွေနေကြစဉ်သူတို့ရဲ့နောက်မှာတခုခုရောက်ရှိနေကြသိလိုက်ရလေတယ်။ကွာဝင်ကျမတို့နောက်မှာဖြေသန်လိုလိုကြားလိုက်တယ်။ငါလဲကြားမိလို့လက်ကြည့်တော့ဘာမှမတွေ့ရဘူးကွာ။ရှားဖွေခြင်းကိုရက်လိုက်ပြီးနားဆုံးလိုက်ကြလေတယ်။ဟင်သူတို့အနီးမှာကပ်ပြီး မီးတခုခုလိမ်သွားသလိုမျိုးကြားလိုက်ရလေတယ်။ဒါဒါမီးအေးရဲ့ဝှေ့ချက်တံပဲ။ဟုတ်တယ်မဟုတ်လား။ဟုတ်တယ်။ဒါဝှေ့ချက်ပြီးလိမ့်တဲ့အတံပဲ။ကဲပါမောင်နေပြီ။ဒီမီးလေးနဲ့လဲရှားလို့မကောင်းဘူး။မနဲ့လင်းမှဆက်ရှားကြတာပေါ့။ကဲလာအပေါ်တက်ကြမယ်။သူ့ပြင်သုံးယောက်သာအပေါ်သို့တက်လာခဲ့ကြလေ။ဘယ်သွားနေကြတာလဲ။ဦးအောင်ရဲ့ဇနီးကလှမ်းမိလိုက်တယ်။အောက်ထပ်မှာရှင်းလင်းသိမ်းဆဲနေတာလေ။ မောင်နေပြီမနဲ့လင်းမရှင်းမလားကျမတို့လည်းဝိုင်းရှင်းပေးမှာပေါ့အဲ့ချိန်မှမဟုတ်တာ အောက်ထပ်မှာစကားလဲပြောရှင်းစရာလင်းစရာရှိကြတယ်ရှင်းလင်းနေတာလေသူကဥဝဝင်ရဲ့ဇနီးကဘာမှမပြောတော့ဘူးသူချိန်မှာဝုံဝုံဆိုတဲ့အတန်းတားလိုက်ရလေတယ်အမလီအဖေအဖေခေါမိုးဘွားဘာတန်းနေလဲညီနေကြစမ်းခေါမိုးဘွားခဲကြတန်းလားမသိဘူးအင်ကြီးရဲ့အိမ်အမိုးဘွားမှာရော ပပလက်နံရံနေမှာရောအတန်မျိုးစုံထွက်နေလေတဲ့။အလူတွေချက်ပြုတ်ကျော်လော်စင်းကချောချောချွတ်ချွတ်အတန်မင်မကြားရပေ။တောင်းလန်းကြသည့်ကလေးများကလည်းအော်ဟိရင်ငိုကြလေတဲ့။အဖေအဲ့ဒါတရေတရေချောက်တာလား။မဟုတ်ဘူး။ခဏနေရင်ပျောက်သွားလိမ့်မယ်။ကားချောက်တယ်အဖေ။အမေသမီးလည်းချောက်တယ်။ဒီမှာလူတွေအများကြီးရှိတာဘာကြောက်စရာရှိလို့လဲ။အဲ့ဒီတရေကလေးလေးနဲ့အန်ဒီလေးတို့ တရေဖြစ်နေတာဆိုဟုတ်တယ်မင်းတို့ပြန်တော့မယ်ဆိုတာသိလို့လာပြီးနှုတ်ဆက်ကြတာလေအမိုးဘော်ကိုကဲများလက်တိုက်ကြလာလေတဲ့သူတို့နဲ့မနီမဝဲနေရမှာဝှေ့ချဲလိန်သွားသည့်အတန်လဲကြားလိုက်ရပြန်လေရဲ့မိသားစုသုံးသူလုံးအိမ်ခန်းများထဲသို့ဝင်ကြသည်ပဲဖျားခန်းရှိရှိထိုင်ကုန်များရှိမှသာစုပြုံထိုင်နေကြလေရဲ့အချင်းကညနေခွဲပြီးုံသာရှိပါသေးတယ်ပေါဝင်မနေ့စစောကျမတို့တားမိတွေပြန်ကြမယ် ချင်းတို့ပြစည်းရှာခြင်းလဲဆိုရင်လဲမောင်နှမ၃ရောင်နေချင်းနေခဲ့ကြမနဲ့လင်းထန်နေပြန်မယ်ထို့ခါဦးနိုင်ဝင်းကကျွန်တော်တော့မကျင်နဲ့သေးဘူးဗျာမနဲ့လင်းလင်းချင်းရှာချစ်ကျင်သေးတယ်ညနေ၄နာရီလောက်မှပြန်လဲဖြစ်တာပဲလေအိုးချင်းတို့ညီကိုတွေပဲနေခဲ့ကြကျမတို့လဲမောင်ညွန့်နဲ့အတူပြန်လိုက်သွားမယ်ဦးနိုင်ဝင်းရဲ့ဇနီးကပါဦးအောင်ဝင်းရဲ့ဇနီးတော်တင်ညွန့်နဲ့အတူပြန်လိုက်မည်ဟုဆိုလာလေတယ်အေး မနေ့ပြင်ရင်နဲ့အဖွဲပြန်နေကျင်တဲ့ကိုတို့ကတော့ညနေ၄နာရီမှပဲပြန်ခဲ့မယ်အောက်ထပ်မှအိုးဆန်ခွက်တံများစုညာနာထွက်ပေါ်လာလေတယ်မကြောက်ကြနဲ့လေးလေးနဲ့အန်ဒီလေးတို့အဲ့ဒါလုံနေကြတာတရက်တစ်စေးဆိုတာအတန်နဲ့ပဲ၆တာလူတွေကိုဘာမှလုံလို့မရဘူးကဲအိတ်ဟာတွေကိုဝင်ပြီးနားကြတော့ဆောင်းကောင်းမှုချုပ်ပြီးအိတ်ကြတော့ဘာမှမကြောက်ကြနဲ့ကြလာထိုချင်းအောက်ထပ်မှအတန်မျိုးစုံထွက်နေတယ် ။တညာလုံးရှိတဲ့များအိုးဘက်ပကံထူးရိုက်တဲ့မျိုးစုံကိုမနာတမ်းထူးရိုက်ခြောက်လန့်နေကြလေ။ကလေးများကလည်းလူကြီးများမိတ်ပဲရှိနေသည့်အတွက်တောက်ချောက်လန့်လန့်နဲ့အိပ်ပျော်ကုန်ကြလေ။ဦးအောင်ဝင်းနဲ့ဦးနိုင်လင်းတို့လည်းမနေ့နှစ်နာရီခန့်အရောက်အိတ်ရှင်စိတ်ကိုထွေးမြတော့ပဲအိပ်ပျော်သွားလေတော့တယ်။မနေ့ရှင်းနာရီထိုးကန်နီးမှနိုးလာခဲ့ကြလေ။ထိုချိန်ဇနီးနဲ့ကလေးများကထုတ်ပိုးပြင်နေကြလေ။ဘလို့လဲ။အခါလေးလိုက်မှလား နေခဲ့ကြမှာလားနိုင်လင်းလည်းတွေ့ပြီးပြီလားတွေ့ပြီးပြီအကိုကြီးနဲ့တီတီတို့နေခဲ့မယ်ဆိုရင်တော့သူလည်းနေခဲ့မယ်တဲ့ဒါနဲ့တီတီရောမမြင်ပါလားမိဖို့ထဲမှာမနှက်စာစီးနေတယ်ညီမတို့တော့စားပြီးပြီရှင်တို့ပဲကျန်တော့တယ်နန်းနာတက်ပြီးသွားစားလိုက်မင်းတို့နိုင်လင်းကားကိုယူပြီးသွားကြတီတီနဲ့တာချင်းမောင်းလိုက်မယ်ငါတို့ကတော့လေးလိုက်ခွဲတာနဲ့ပြန်ခဲ့မယ်ဦးအောင်ဝင်းကစဉ်စဉ်ပြေးပြီးနန်းနာတည်ရန်ဖက်သွားလေတော့တယ် ော်နန်းတီရဲ့ခင်မောမှာလွန်ခဲ့တဲ့၃နှစ်ခန့်ကအသက်ရောဂါနဲ့ဆုံးမသွားလေရဲ့အသက်၂၀အရွယ်ရောက်နေပြီဖြစ်တဲ့ကားချင်းနဲ့သမီးနှစ်ယောက်ပြန်ခဲ့လေရဲ့အားလုံးအိမ်တော်မကြသေးရဲ့စီးပွားရေးမပြေလည်ကြတော့ကြောင့်အမွေလဲလိုချင်နေကြလေရဲ့ရနာပစ္စည်းများလဲလိုချင်ကြလေရဲ့မိသားစုအားလုံးပြန်ကုန်ကြပြီဘဝဝင်တော့မနှမ၃ယောက်သာကြံခဲ့ကြလေရဲ့ကဲအပေါ်အောက်ကိုနေရမလဲပြန်ရှာကြမယ်အကျိုးကြပါမကြန်ရှာကြမယ် ကျော်ထွန်းပြောသလိုနှစ်ပေါင်းများစွာထိုင်စားလို့ပုံသွားတာရောမဖြစ်နိုင်ဘူးလားအမေကြောင့်မင်းတို့မသိဘူးလားအမေကလက်လုစပယ်ဘယ်တော့မှမလုပ်ဘူးသူ့သားသမီးတွေအတွက်နောင်ရွက်စရရအောင်စီစဉ်ထားခဲ့မှာပဲထားတဲ့နေရာကျော်ထွန်းပေါ်တော့ပြောသွားမှာပဲဒီကောင်ကတည်သွားမှာတော့ဘလို့လို့မေးလို့ရတော့မှာလဲဒီနေရာမှာတော့ရှင်းမှာပဲငါတို့ရှာနိုင်ဖို့ပဲလိုတယ်ဘာနှမတော့ရစိတ်ရှည်လက်ရှည်အိုးခွက်ပကံများပါမစမ်းစားကြလေတယ် အချင်းကနေကေဓမင်းစားချိန်ကိုရောက်လာလေဘလို့မှရှာမတွေ့ဘူးထိုချိန်မှာစုညာနဲ့ထွေရိုက်တန်နဲ့အတူမကျင်မနဲ့တောက်ခေါက်တန်ကိုပါကြားလိုက်ရလေတယ်ကြားလိုက်ကြလားအေးကြားတယ်ကြော်ထွန်းရဲ့တန်ပဲသူကဝိညာဉ်ပဲမကျင်နဲ့လို့တောက်ခေါက်လဲခောက်ပေါ့ဒီရင်ကြီးကိုရောင်းမဖြစ်ခင်စိတ်ကျင်နေတဲ့အထိရှာဖွေဦးမှာပဲဘလို့မှရှာလို့မရရင်တော့ကိုနဲ့မထိုက်လို့ပဲမှတ်လိုက်တော့မယ်ဒီနဲ့ချံအောင်ပဲရောင်းလိုက်ကြတာပေါ့ ထားကမှသပွဲဝင်အိမ်ဝင်ရအောင်မယ်တလားနှစ်လားလောက်တော့အိမ်မော်အေးအောင်ချာချာသေးတာပေါ့ပြီးမှအယောင်ဆိုင်ပုတ်တင်ပြီးဝက်စားလက်ကိုအပ်လိုက်ကြမယ်ညနေစောင်းသည်တီချာဝေကြတော့လဲဘလုံးမှချာမတွေ့ပြီခြံထဲကိုဆင်းပြီးအင်ကြီးရဲ့ပက်ပက်လဲထင်သည့်နေရာမှာမြေတူးပိချာကြည့်ကြလေတယ်ဒါပေမဲ့ဘလုံးမှချာမတွေ့ခဲ့ပြီပြင်းနေရာကျော်ပက်လက်ရှိခြံကြီးကိုမြေလန်ချာလို့လဲအလွယ်ခဲ့ပြီသိရဲကလည်း ညာစီမဆောင်ပဲနေကင်းဘက်မှာခြောက်လန့်နေလေတို့ကြောင့်ညာအရင်လုံးဝစိတ်မကူတော့ပဲဒေးလိုက်ခွဲခန့်အရောက်ပြန်ရဟန်ပြင်ဆင်ကြလေရောတယ်ပစ္စည်းများကားနောက်ဖက်တွင်တင်ထားပြီးအင်ကြီးကိုတော့ခတ်ကြလေအလုံးကားဘောတို့တက်သွားတာနဲ့ဥဝဝင်းကဆက်နိုးလိုက်တယ်ဟင်ဘယ်လိုဖြစ်တာလဲဆက်နိုးလို့မရဘူးလားဟုတ်တယ်ဘာဖြစ်တာလဲမသိဘူးကားထဲမှာစီလဲအပြစ်ရှိတယ်ဥဝဝင်းနဲ့ဦးနိုင်လင်းတို့ အားပေါ်မှာဆင်းပြီးစက်ဖုံးကိုဖွင့်လိုက်ကြတယ်။ပြီးတော့အခြေအနေကိုကြည့်လိုက်ပြီးနိုင်လင်းကားကိုတေချာစစ်ကြည့်စမ်းကွာ။မင်းနားလဲတယ်မဟုတ်လား။ငါကားပဲမောင်းတတ်တာကားမပြင်တတ်ဘူး။ငါလည်းဘာပြန်မှန်းလို့မသိဘူး။စိတ်တနာပဲ။အချင်းက9နာရီခွဲနေပြီ။ကားပြင်နိုင်မဲ့လို့ရှားရအောင်လဲ။ဒီနားမှာဝက်ချော်တွေမရှိဘူးကွာ။အခြေအနေမကောင်းရင်ဒီတညအေးရအောင်မလားမသိဘူး။ကားနေတော့၃ရောက်သားရက်ပြီးကိုနိုင်ဒီနိုင်လောက်ကြည့်ကြတော့လဲ။ စက်ကထူးကြမလားပဲကားနားမှာနိုင်ဝက်ခံကြသွားလေအမောင်တို့ကဖုံးလန်းလာခဲ့ပြီကဲဆက်လျှော့လိုက်ကြတော့အိမ်မော်ဟိုတက်ပြီးညာရေးပေါ်လာပြင်ဆင်ကြပြီတော့ဒီရီ ready made ထုတ်တွေကြံသေးတယ်မဟုတ်လားကြံတယ်ဆယ်ထုတ်လောက်ကြံသေးတယ်ပန်းသေးတွေလည်းရှိသေးတယ်ရေသက်တစ်ခက်လည်းကြံတယ်ကဲကားကိုနောက်ပေါ်ဖွင့်လိုက်လိုအပ်တာတွေကိုယူပြီးအိမ်ထဲကိုပြန်ဝင်ကြမယ်ဒီရီကတကားကိုသွားဖွင့်လိုက် ထိုချိန်မှာအိမ်ထဲတွင်မှရေတံကိုကြားလိုက်ရလေတယ်။ဒီရေတံကတော့တို့ကိုလှောင်တဲ့ရေတံပဲ။ဒီကောင်ကားပြအောင်လှုပ်လိုက်ထားလားမသိဘူး။အဟာဟိုမှာဟိုပေါ်မှာတကားပွင့်ပြီးရဲချင်းနေတယ်မဟုတ်လား။အဲ့ဒါသူ့ရဲ့ခံမဟုတ်လား။ဟုတ်တယ်။အဲ့ဒါသူ့ရဲ့အခံပဲ။ဟွန်းသူတို့မောင်နှမနဲ့တို့မောင်နှမတွေတွေ့ကြပြီပေါ့။သူလည်းတရေဖြစ်နေပြီဆိုတော့မောင်နှမတန်ရောစင်ရှိစီမှာရှိတော့မှာ။ ဝါချားသွားသလိုစိတ်လည်းချားသွားပြီဖြစ်မယ်။ကဲဒီတိုင်ကားထဲမှာရက်နေလို့တော့မဖြစ်ဘူး။အထုပ်တွေယူပြီးအိမ်ထဲကိုဝင်ကြမယ်။ဦးဝင်းကတတိပေးလိုက်ပြီးမှဦးနိုင်လင်းကရေတန်းတကန်နဲ့ ready made ထုပ်တွေကိုယူလိုက်ပြီးဦးဝင်းကအဲ့ရဆောင်ခဏောင်စားတင်ထဲထားတဲ့အိမ်နှလုံးကိုဆွဲလိုက်လေ။ဒေါ်နန်းတီတီကသူ့ရဲ့အဲ့ရလေးကိုဆွဲပြီးစကားဆွဲဖွင့်သွားလေတယ်။အိမ်ပေါ်ကနိုးစီခွက်အခုံနေနဲ့ပြစ်ပေါက်နေတယ်။ တကားနာကိုကလာတော့အင်္ဂန်းထဲကတန်မျိုးစုံကြားနေရတယ်။ဒေါ်ရန်တေကတကားမကြီးကိုတော့ခတ်ဖွင့်ပြီးတွန်းထက်လိုက်လေ။အိုးမေဒေါ်ရန်တေရှေ့တော့ဟတ်တော့လဲကျသွားလေ။ဟင်တေဘလို့ဖြစ်တာလဲ။အခုတို့တွေကတယောက်ယောက်သမအောင်နောက်ကတွန်းလိုက်တယ်မဟုတ်လား။ဟာပောက်ကရဟာဒီမှာဒုံးနှောင်လုံးလက်လက်ဖက်နဲ့အိတ်တွေအထုပ်တွေဆွဲထားတာမတွေ့ဘူးလား။อืม ားတော်နာသွားတဲ့အကွေအကိုတော့မဟုတ်ရင်တော့ဘသူတွန်းလာလဲဟင်ဘလို့လဲဟာဒုနန်းတေကြီးလဲကြတော့ပြဿနာကိုဖြေရှင်းနေတော့နောက်ကျောပမတ်တကမာကြီးသူ့လိုလိုပြိသွားတဲ့အတန်းကိုကြားလိုက်ရလေဟင်တကယ်မာကြီးပြိသွားပြီကျော်ထွန်းမနောက်နဲ့ကွာငါတို့ဒီညဒီမှာအိပ်ပြီးနောက်နေ့ပြန်တော့မှာတကားဘက်ကိုလှည့်ပြီးပြောနေစင်မှာပဲအင်ကန်းချီစတီကုံတလုံးဘေးဘက်သို့ရွေသွားပြီး ပလက်လန်ကြသွားလေရဲ့မိခလုံများရှိရာတို့သွားပြီးမိကိုဖွင့်လိုက်လေရဲ့တဲ့အိမ်လုံးလင်းထိန်သွားလေရဲ့ဟဲ့မလုံးနဲ့ဦးအောင်ဝင်းကမိခလုံကိုဖွင့်ရေးလက်လွတ်ယုံသွားရှိသေးတယ်မိခလုံပြန်ပိတ်တံကြားလိုက်ရပြီးအမောင်ကျသွားလေရောတယ်မလုံးပါနဲ့ကွာငါတို့ကမချောက်လန့်ပါနဲ့ဦးနိုင်နဲ့ကပြောလေပြောမိခလုံကိုပြန်ဖွင့်လိုက်တယ်မိကပြန်ပြီးပိတ်မသွားတော့ဘူးဘီလိတန်ကြောင့်အတန်ကြရသူကြည့်လိုက်ရာ ဟာဟိုမှာဟိုမှာလေကားထိပ်မှာအေးသူစာဒေါ်နန်းဒီကအပေါ်ကိုတက်လာတော့လေကားထိပ်ကိုလက်ညှိုးထိုးပြလိုက်လေအေးသူစာလေကားထိပ်မှာဝီချင်းနဲ့ထိုင်နေလေမမလဲမရှိပါဘူးနိုင်လင်မင်းတွေ့ရလားမတွေ့ဘူးတီတီဘသူမှမရှိဘူးရှိနေတယ်အပေါ်လေကားထိပ်တဲတဲမှာอืมအဲ့ဒါဆိုရင်တော့နေ့ော6လက်နာပဲဖြစ်မှာပဲ မိခင်အောက်ထပ်မိဖို့ဆောင်မှာစားရတဲ့ရေးစီစဉ်လိုက်ကြရအောင်ရနေဦးတယ်ပြင်ပြီပြီနိုင်လင်းသီးသီးကိုဝိုင်းခုလိုက်ကွာမခဏထိုင်အောင်ပဲရနေဦးတယ်တော့လဲစစ်အိုးရှိသဖြင့်ရေပြည့်ကပလက်ထိုးထားလိုက်လေထို့နောက်အပြင်ကိုပြန်ထွက်လာပြီးစစောကတွန်းလဲထားသောစတီကုံကိုပြန်ထည့်ပြီးထိုင်လိုက်ကြလေဒီချိန်မှာဘုံနိုင်နိုင်တန်တဲ့အတူအိမ်ပေါ်ထက်မှာတော့တောင်းညံ့လို့နေခဲ့လေဒီညတော့တဲအမွန်နမနဲ့တို့တွေတွေ့ချပြီပေါ့ကွာ အင်ကြီးရဲ့ဗော်တက်မှာတော့အတန်မျိုးစုံကြားနေရလေတယ်။ရွေနှဲစုသွားသဖြင့် ready made များဖောက်ပြီးပြုတ်ဝင်စားတောက်ကြလေတယ်။ဟောက်ဆွဲပြုတ်ပုံတော့ပန်းစီတယောက်လုံးစီထိုင်စားနေကြလိုက်တယ်။ဟွန်းဒီညအတွက်တော့ဝိုက်ပြေသွားပြီကွာ။ကဲပကံလေးကိုသိမ့်ပြီးအပေါ်တို့ကြစို့။ဝိညာဉ်တဲ၆လမ်းမှုကတော့ပြောမသွားခဲ့ပါ။သူတို့ပေါ်တက်လာတော့အောက်ထက်နဲ့အမိုးများအတန်ပလန်များကြားရလေတယ်။ကဲညာလုံးမိဟုတ်ဖွင့်ထားပြီး ကိုခန့်ကိုဝင်အေးကြတော့အချင်းကချင်းနိုင်တတတာရှိပါသေးတယ်။အင်းအချင်းကအစိုးရရှိသေးတယ်။ခါတိုင်းဆယ်နိုင်လောက်မှအိတ်တာလေ။ဒါဆိုရင်လေစကားထိုင်ပြောကြတာပေါ့။ကျမကတော့မအိတ်ရှင်သေးပေမဲ့ကြောဆန်းတော့မယ်။အိတ်ရှင်တဲ့အချိန်မှအိတ်လိုက်တော့မယ်။ဒေါ်နန်းတီကကြောဆန့်ကျင်နေဆိုပြီးအင်းငန်းနဲ့ကိုဝင်သွားလေတယ်။ဒေါ်နန်းတီလည်းမျိုးလုံးကိုမိတ်ပြီးဘာမှစဉ်းစားမနေပြအောင်ကျိုးစားကအိတ်ပြော်ရန်ငြင်းသက်နေလိုက်တယ်။ ဘာမှမစင်စားဘူးစိတ်ပန်းဖြက်ကမှမရှိတဲ့အေးသူစားရဲ့မျက်နှာကြီးကပေါ်လာခဲ့ပြန်တယ်။မကျေနပ်တော့မျက်နှာ၊နာကြီးမုန်းကျင်နေတော့မျက်နှာကြီးဖြစ်နေလေတယ်။သွားသူစားငါနားအောင်မလားနဲ့။မလာလို့ဖြစ်မလား။နင်းနဲ့ငါသေးသွားတော့ဆက်ရတာ။ငါကောင်ကနာကြီးမုန်းတိမိတယ်။ငါဘွားကဒုက္ခိတာဖြစ်ရတဲ့အထဲငါ့ကိုလူလောကတွေကသတ်သားစေခြင်းနဲ့ငါရဲ့အမကြောင့်နာကြီးမိတယ်။ငါကလူလောကတွေမတော်ဝင်တော့တဲ့တေလူပါ။ ငါရဲ့ဘဝတည်တာနဲ့မချပါဘူး။ဒါပေမဲ့ပစ္စည်းဥစ္စာအလိုရမဲ့တွေငါ့ကိုနင်တက်ဝင်တယ်။တက်ပြည့်ရတယ်။ပြီးတော့ငါတည်တာတနာလို့ဆိုပြီးငါတည်တဲ့နေ့ကခမင်းတော်မစားနိုင်ဘူးလေဟုတ်လား။နင်းရဲ့အမှုရာတွေကြောင့်ညီမလေးကိုသိချစ်တဲ့အဖြစ်လူတွေကအမှတ်ပေးကြတာပေါ့။ငါရဲ့ဝိညာဉ်အဖြစ်နဲ့နင်ဘေးမှာရက်ပြီးတဟားရနေတာနင်မသိဘူးမဟုတ်လား။ဘာဘာတွေလာပြောနေတာလဲအေးသူစား။တော်စံ မင်းငါ့ကိုလေကားထိတ်ကနေလူတွေအလစ်မှာတွန်းချလိုက်တာငါမသိဘူးမှတ်နေလားအဲ့ဒါကြောင့်ငါတေးရတာလေမဟုတ်ဘူးမဟုတ်ဘူးငါမတွန်းဘူးငါ့ကိုလူသက်သမားလို့မဆွဆွဲနဲ့သွားအခုထွက်သွားဟဲ့ဟဲ့တိတိဘာတွေရောင်းနေတာလဲတိ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 နိုးပြီလားချင်းအကိုဘာဘာဖြစ်လို့လဲနေခန်းထဲကအော်တန်ကြားလို့ဟိုအိမ်အိမ်မက်အိမ်မက်မက်ပြီးရောင်းအော်တာဖြစ်မယ် ေးတုံတုံကြီးနဲ့ထားအောင်တန်ကြလိုက်လို့လေကဲကဲအဲ့တော့ငါတို့ပြန်မမအိတ်သေးဘူးအေးသူစာတဲမကြောင့်လွန်နန်းသူစာတယောက်ရုတ်တရက်လန်သွားပြီးဒီကိုယ်လုံးချွေးဆဲများပြန်သွားလေတယ်ဦးအောင်ဝင်းနဲ့နိုင်နှင်းတို့လည်းစကားထိုင်ပြောနေရမှနိုင်ကိုကြီးလိုက်ရာဆယ်နိုင်ထုတ်ပြီးဖြစ်၍အသေးသေးအိရာတွေကိုဝင်ခဲ့ကြတယ်ဆယ်မိနစ်ခန့်ကြာတဲ့အခါဦးနိုင်လင်းရဲ့ဟောက်တန်ကိုစီးချက်မှန်မှန်ထွက်ပေါ်လာလေတယ်တို့ကြောင့်ဦးအောင်ဝင်းက ောင်နေသောမျက်လုံးများကိုအိပ်ပျော်ရန်စူးစားပြီးအိပ်လိုက်တယ်။ဆက်တနိုင်ခွဲခန့်မှာအိပ်ပျော်သွားလေတယ်။ထိုချိန်ခန့်နဲ့ပျော်ထွန်းဝင်လာခဲ့တယ်။ဟယ်လိုကိုကြီးအောင်ဝင်းတို့နဲ့နဲ့ချာချာအိပ်ပျော်နေလို့ပါလား။ထားစမ်းမအောင်ဗျ။ခမားတို့ညီကိုနှစ်ယောက်ရဲ့လုပ်ရက်လေးကိုပြန်ပြီးတတိပေးခြင်းလို့ပြုတ်ကိုအရင်မိုးအောင်တိုက်သေလူသေးခင်ဖြစ်မှအစေးတွေခတ်ထားတဲ့ရေကိုတိုက်ပြီးထားခဲ့ကြတာလေ။အမ်ဘက်တွေပါစက်တဲ့အသက်ကျူလမ်းကြောင်းနဲ့ပိတ်ဆို့ပြီးတည်ခဲ့ရတာ။ မများတို့ရဲ့ပြပြရေးလိုသက်ခဲ့တဲ့လောက်ွက်တွေပဲလေအများမြင်မှာတော့ပြုတ်ကအမက်ဆုပ်ပြီးတည်သွားတာပေါ့အဲ့ဒီလိုသေးအောင်တထိုင်နဲ့အရက်နှစ်ပလင်းကိုကုံအောင်မြှောက်ပွင့်ပေးပြီးပြုတ်ကိုဝိုင်းတိုက်တယ်ပြုတ်ကအလွန်ဆုံးဒပလင်းပဲတောက်နိုင်တာပုံနိုင်လင်းဆိုတဲ့ကောင်ကလည်းအမီးတွေတစ်ခုပြီးတစ်ခုလှုပ်ပေးတယ်ပြီးတော့အဆွေးတွေဖြော်ထားတဲ့ရေကိုတောက်ခိုင်းတယ်ပြုတ်အမက်တွေနဲ့လူအမက်တွေလေးပြုံးကိုဆုပ်ပြီးမသေးဘက်ရှိနိုင်တော့မလားပြုတ်မသေးခင်တော့ အကိုနှစ်ယောက်ငါ့ဘော်ကောင်းတာပဲလို့ထင်မိခဲ့တယ်။ရုပ်သေးသွားမှခမားတို့နှစ်ယောက်ပေါင်းပြီးတရားလုပ်ခဲ့ကြတဲ့အကြောင်းအိစေးပင်နှလုံးကြိတ်ပြီးခက်တိုက်ခဲ့တဲ့အကြောင်းတန်ကောင်းလို့ရဲရမတင်ကမဖြစ်တဲ့ဆိုတဲ့အကြောင်းခမားတို့နှစ်ယောက်ပြောနေတာကိုဝိညာဉ်ဖြစ်တဲ့ခမားတို့နားမှာရက်ပြီးနားထောင်နေတာခမားတို့မသိလိုက်ဘူးမဟုတ်လား။ဒုက္ခိတညီမလည်းခမားတို့ညီမက လေကားထိတ်ကတွန်းချပြီးတက်ခဲ့တယ်။အမေပစ္စည်းတွေဗမာထားလဲသိကျင်လား။ သိရှင်ကျွတ်တို့လိုပဲဝိညာဉ်အဖြစ်ပြောင်းလိုက်ချက်ချင်းတွေ့လိမ့်မယ်။သွားမင်းမဟုတ်တာတွေလာမပြောနဲ့။သွားကွာ။ကျုပ်မသိပါဘူး။ခမားတို့ညီကိုနှောက်ပြောတဲ့ကြားလိုက်လို့ကျုပ်သက်ခံလိုက်ရမှန်းကျုပ်သိတာ။မင်းတို့သက်တာရုံးမောင်နှမဆိုတာပြောပြခြင်းလို့ဒီညဒီအိမ်မှာအိပ်ဖြစ်အောင်လုပ်ခဲ့တာ။ဘာ?ဒါဒါဆိုရင်ကားပြက်အောင်မင်းလွတ်လွတ်ထားတာ။ကားဟာမပြက်ပါဘူး။မင်းတို့နှိုးမရအောင်လုပ်ထားတာ။ အခုနှိုးကြည့်ပါလားဘာမှမဖြစ်ဘူးဦးဝဝင်လေရေတံကြီးကြောင့်ရုတ်တရက်လန်းလို့ပြီးဘေးဘီကိုကြည့်လိုက်ရာမနဲ့၃နာရီခွဲလေပြီအင်းကားမပြတ်ဘူးတဲ့နိုင်လင်းနိုင်လင်းကြားကိုကျွန်တော်ခေါ်လာဘာဘာဖြစ်လို့လဲဟုတ်ငါငါအိမ်မက်မတဲဒိုကားကဘာမှဖြစ်ဘူးတဲ့ပြက်လည်းမဖြစ်ဘူးတဲ့ဟုတ်လို့လားဗျာစိတ်ဆွဲလို့ဖြစ်မယ်တို့ချင်းဦးအောင်ဝင်းနဲ့ဦးနိုင်လင်းတို့စကားသံကြောင့် အင်းမပြောတစ်ချက်ပြောတစ်ချက်ဖြစ်နေတဲ့ရွန်နန်းသီရီကနိုးလာပြီးသကားဖွင့်ကထွက်လာလေတယ်အကိုတို့ဘာဖြစ်လို့လဲဘာမှမဖြစ်ဘူးနင်နိုးပြီဆိုတော့အပြုံသွားရအောင်ဘာလို့မလို့လဲဘာဆက်သွားနှုတ်ကြည့်ကြမလို့လေဘာဆက်ပြက်နေတာမဟုတ်ဘူးလားငါထင်ကြောထွန်းနောက်ထားတာလို့ထင်လို့သွားပြီးနှုတ်ကြည့်ကြမယ်ဆက်မပြက်ဘူးဆိုရင်တော့ပစ္စည်းတွေတိမ်ပြီးပြန်ကြမယ်ဟာကဲဒါဆိုရင်လဲသွားကြည့်ကြတာပေါ့လေ ်အရှင်မေးဖွင့်ထားတဲ့အတွက်၎င်းဝင်ပြီးအပြင်ကိုထွက်လိုက်ကြတယ်။ဦးအောင်ဝင်းကကားပေါ်ကိုတက်ပြီးဆက်နိုးလိုက်တယ်။ဟင်ကားကတကယ်ဘာမှမပြစ်ဘူးပဲ။လီဘာကိုလင်းငါးချက်နင်းပြီးဆက်သက်ကအိမ်မော်သူပြန်တက်ခဲ့ကြတယ်။ကဲပစ္စည်းတွေကိုသိမ်းကားပေါ်ကိုတင်ပြီးတာနဲ့ငါတို့ပြန်ကြမယ်။မိုးလင်းအောင်မနေတော့ဘူးလား။ဦးနိုင်နင်းကဘာမှမသိသလိုအေးလေးမဝသေးသဖြင့်စောရကတက်လိုက်လေ။စိတ်ချောက်ချားနေတဲ့ဦးအောင်ဝင်းနဲ့အေးသူစားကြောင့် အင်းပြောတစ်ချက်ပြောတစ်ချက်ဖြစ်နေတဲ့ဒေါ်နန်းတီလည်းဒီရင်ကြီးမှဝေးရသူအမြန်သွားချင်နေလေတဲ့ကဲနိုင်လင်ငါပြောတဲ့အတိုင်းလုပ်ပစ္စည်းတွေသိငါတို့ပြန်ကြမယ်ဟုတ်တယ်အတက်နိုင်ဆုံးဘာမှမယူပဲငါတို့ပြန်ကြမယ်ဆယ်မိနစ်ပြင်မစားအားလုံးသိမ့်ပြီးသွားကြလိမ့်မယ်ကဲအပြင်ကိုထွက်ကြမယ်မင်းကိုချလိုက်ဓာမီးရှိတယ်ငါမီးတို့ပြတ်ထားတယ်ဦးနိုင်လင်းကလက်စစ်မင်းကိုချလိုက်ပြီးပြန်ထွက်လာခဲ့တယ် ၄နိုင်ဝင်းကျင်ရှိပြီးအလင်းရောင်ကမရှိသေးပေ။သစ်ပင်ကြီးများအောင်ဆိုင်နေတဲ့ခြံတွင်မှောင်မဲလို့နေတယ်။အားလုံးပြင်ကိုထွက်ပြီးတကားပိတ်ကကားပေါ်ကိုတက်ပြီးဆက်ကိုနှုတ်လိုက်ကြတယ်။အင်ကြီးတွင်မှယောက်ျားရဲ့တန်ရော မိန်းမရဲ့တန်မှကြေလောင်ချောက်ချားဖွဲ့သာကြားလိုက်ရလေတယ်။ဘာဆက်နှုတ်ပြီးခြံပြင်သို့မောင်းထွက်လာခဲ့ကြတယ်။ဘာရန်ကုန်ဘက်သို့တေးရိပ်ပြေးနေလေ။ဆယ်မိုင်ကုန်းကိုမြောက်ခင်မှာတော့ဟင်လက်လမ်းပေါ်မှာ ူချဲပြင်ထိုင်နေတဲ့မင်းလေးတယောက်ကိုယောက်ျားလေးတယောက်ကတွန်းဝင်လာနေတယ်။တွန်းလာသည်ကသူတို့ကားရှိတဲတဲ့သူပင်မချောင်မတွန်းဝင်လာသည့်အတွက်ရုတ်တရက်သတိလက်လွတ်ဆောင်လိုက်ရာတစ်ဖက်ရင်ကျောမှဆယ်ဘင်းကားကြီးနဲ့မင်းလချင်းဆိုင်တိုက်မိသွားကြလေတော့တယ်။ဘုံဆိုတဲ့တန်နဲ့တူပြေလောင်တဲ့တိုက်ခိုက်တန်ကြီးပေါ်ထွက်လာတာနဲ့အတူသစ်ပြက်ဖွယ်အော်တန်ကြီးများထွက်ပေါ်လာခဲ့ပြီးမကြခင်မှာပင်ငိမ့်သက်သွားကြလေတော့တယ်။ဆယ်ဘင်းကားကြီးရဲ့ရှေ့မှာ ခရိုတာစတွန်ကလေးဘောင်းမန်းတစ်ခုလုံးကျင်းဝပြီးကားထဲမှာလူသုံးယောက်ငိမ့်သက်လျက်ရှိနေကြလေတော့တယ်။ဟုတ်ကဲ့ပါရှင်။ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါပြီရှင်။ဇလန်းလေးကိုအဆုံးထိလိုက်ပါနားဆောင်ပေးခဲ့ကြတဲ့ပေးသက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ရှင်။နားဆင်ခဲ့တဲ့သူပေးသက်ပေါင်းကိုစိတ်နှပြစမ်းမချမ်းသာကြပါစေရှင်။